အနေနဲ့ကျွန်တော်မိတ်ဆွေခုနှစ်သားမျိုးအားလုံးမင်္ဂလာပါအပတ်စဉ်အင်္ဂါနေ့တိုင်းခုနှစ်သားမျိုးရဲ့တပတ်စာကံညီမာလေးအမြဲတမ်းပြောပြချင်တယ်တနင်္ဂနွေသားမျိုးဒီအင်္ဂလိပ်လို17ရက်17လ2025နဲ့18ရက်17လ2025ဒီတနင်္ဂနွေသားမျိုးဒီအတွက်ကံညီမာလေးပြောတနင်္ဂနွေသားမျိုးဒီအပေါင်းလေးနေအသေးပြီးရှင်းသွားပါဦးနော်ကဲတနင်္ဂနွေသားမိဒီကတော့ဒီတပတ်တာကာလမှာအိမ်ရင်းအသေးအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမိသားစုရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေ စိတ်အခက်မတင်စရာ စိတ်နောက်ရှက်ဖြစ်စရာလေးမကြာခဏကြုံတွေ့ရတယ်။မိသားစုတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝမ်းကွဲစရာလေးစိတ်ပူပန်စရာလေးเนาะမိသားစုတွေမှာလည်းပေါ့เนาะစိတ်ညစ်ဖို့လို့စိတ်ပင်ပန်းဖို့စိတ်ရှုပ်ဖို့လို့ဒီများစွာကြုံဝစုံဝတတ်တယ်တဲ့เนาะနောက်တစ်ခုကအမွေကိစ္စမျိုးကြီးကြုံဝမယ်เนาะမိမိတို့မိသားစုတွေမှာအမွေကိစ္စမျိုးတွေနဲ့ပတ်သက်ပြီးတော့ပြည်ပကတွေဖြစ်တဲ့ပြဿနာတွေတက်မယ် တုံးတဲ့သူညှိနှိုင်းဆွေးနွေးတိုင်ပင်ဖို့လိုခက်ခဲတဲ့အချိန်ခါကာလဖြစ်တယ်။တနင်္ဂနွေသားတိကဒီလိုတကားလို့မှာပေါ့နော်။တင်နန်းကိစ္စတွေပေါ့နော်။ပညာရေးနဲ့ပတ်သက်တဲ့တင်နန်းကိစ္စတွေအခက်အခဲလေးတွေဖြစ်ပြီးမှအောင်မြင်တတ်တယ်နော်။အထင်ငယ်လေးတွေဖြစ်တတ်တယ်တဲ့။ရဲဝဲမှာရှိတဲ့အစီအသမအကြီးအကဲတွေနဲ့ပတ်သက်နော်။တနင်္ဂနွေသားတွေအကူအညီကောင်းတွေရ။အဆက်အသွယ်ကောင်းတွေရမယ်။စက်မှုလက်မှုနဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်အောင်မြင်မယ်၊တိုးပွားမယ်၊တိုးတက်မယ်။ အဲ့ဒီလိုပဲပေါ့နော်ရေနာကုံတဲ့ဒီတနင်္ဂနွေသားသမီးရဲ့ရေနာကုံတဲ့ဒီနော်ရေနာနဲ့ပတ်သက်တဲ့ပစ္စည်းပစ္စည်းရတယ်ဆောင်းရွက်လောက်ကန်ရောင်းချနေတဲ့ပုံပုံတွေပေါ့နော်ဒီလိုကုံတွေပွဲသားမျိုးတွေဆိုလို့ရှိရင်ဘဝတလမ်းတွေများစွာကြုံဝဆုံးအောင်လို့စီးပွားရေးတွေအထူးကောက်တယ်ကောက်မှာမယ်အလုပ်ကိုင်းကြီးနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းထူးထူးခြားခြားကန့်ကောက်ပြီးတော့တိုးချဲ့ရမယ့်အခြေအနေတွေများပြားလာမယ်ရဝဲမှာရှိတဲ့ရွှေမျိုးသားချင်းတွေအတွက်စိတ်အခက်မတင်တာတွေစိတ်လူမကြတာတွေနော် 事故啊啦，隧道啊，有些里里情况损坏的嘞。那如果破的呢，沿那边隧道里一点山里来，也行的，先加加拉偏。外界里呢不得喏，男人、女人看得的，喏，外界里呢不得喏，那水小湾的么，水边啊。这边那个了嘛，等你们那边啊，做个啥哩？对了，补两万的的，喏，做个啥哩？那边的水小湾就水边蛮近。 တနင်္ဂနွေတားလို့မြေဒီတပတ်တာကာလမစည်းရရရင်ထားမော်တော်ကားတွေနဲ့ပတ်သက်ပြီးတော့အစ်စ်လဲချင်တာတွေเนาะအစ်စ်ဆန်းရတာမျိုးတွေလည်းကျုံဝဆုံးမယ်ဒီတပတ်တာကာလမှာတဲ့တနင်္ဂနွေတားလို့မြေအချိုးပေးနေတဲ့အယောင်လေးကရွှေရောင်ဖြစ်တယ်ပေါ့เนาะရွှေဝါရောင်ရွှေရောင်ပေါ့เนาะအဲ့ဒီအရလေးပါပြီးတော့စောင်းပြီးတော့သွားမယ်လာမယ်ပြောမယ်ဆိုရင်အောက်မြင်မယ်အချိုးပေးတဲ့ကဏန်းလေးကတော့နှစ်ကဏန်းနဲ့သုံးကဏန်းဖြစ်တယ် ငယ်ရလူတွေကတော့အခြေအနေနဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေကြုံတယ်မိမိချစ်သူကမိမိအပြင်ကိုတခြားတော့ပတ်သက်စရာတွေနဲ့ကြုံဝဆုံးပြီးတော့အခြေအမှစိတ်နောက်ရှင်ဖြစ်အိမ်မင်းတွေနဲ့ပတ်သက်ပြီးလို့ရှင်အိမ်နောက်ရှင်တွေစိတ်ကတိကောက်လေးတွေဖြစ်စီတော့အထူးတလည်ပြည့်စုံတနေ့ဝင်တာသမီးကဒီဘက်တာကလည်းမကံကောင်းစီဖို့ဆိုမိမိနေအိမ်ထဲမှာဒံပေါက်လူပြီးတော့စလူယာစူတောင်းပါအောင်နေရကျွန်တော်မိတ်ဆွေ9ရက်တာသမီးမင်းလာပါအပတ်စဉ်အင်္ဂါနေ့တိုင်း9ရက်တာသမီးတွေရဲ့တပတ်စာကတ်ညီမလေးပြ အင်္ဂလိပ်လို17ရက်17လ2025နေ့18ရက်17လ2025အထိတနင်္လာသာသမိတွေရဲ့တပတ်စာကညမာလေးပြောပေးပါတနင်္လာသာသမိတွေအပေါင်းလေးနဲ့အတည်ပြီး share သွားပါကဲတနင်္လာသာသမိတွေရဲ့ကညမာလေးပြောပါတနင်္လာသာသမိတွေကဒီတပတ်တာကာလမှာမိမိလှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာတွေဒီအောင်မြင်မယ်တိုးပွားမယ်တိုးတက်မယ်ကန်ဒီယာကြီးထောက်ပံ့ခြင်းတွေများစွာကျင့်ဝတ်ဆောင်ရမယ်ငွေကြေးတွေနဲ့ပတ်သက်တိတိတတ်တာထင်ရှားရှားဝင်မယ် ထူးထူးခြားခြားဝင်ဝင်တွေရရှိမယ်ဆုံရှုံမီလို့ထင်ထားတဲ့ငွေကြေးတွေအစားပြန်လဲပြီးတော့ရရှိမယ်ငွေကြေးတွေကထီပေါက်တလူမျိုးကိုအစုလိုက်အပြုံလိုက်ရရှိမယ်အမွေကိစ္စမြေနေရာထင်းကိစ္စတွေတဲ့အထူးကန့်ကောင်းတဲ့အချိန်ခါကာလဖြစ်တယ်တခုတတိထားကမှာတနင်္လာတက္ကသိုလ်ကသူများပြက်တနာတွေမိမိခေါင်းပေါ်ရောက်လာတဲ့အချိန်ဆိုလို့ရှင်တော့အလုတ်ကိစီးသွားငွေကြေးတွေထိကပ်ဆုံရှုံနေတာစီတတ်တယ်ပေါ့နော် တပါးတူတွေပြည့်တနာတွေလည်းများစွာဖြည့်ရှင်းပြီးပေးရတာမျိုးပေါ့နော်ခေါင်းခံပြီးတော့ဖြည့်ရှင်းပေးရတာမျိုးတွေအကျဉ်းဝဆွန်တယ်ရဝိမာရှိတဲ့မိမိရဲ့ရွှေမျိုးသားချင်းတွေနဲ့ပတ်သက်လို့ရှင်မိမိကအကူအညီတွေများစွာများစွာပေးနေရတတ်တယ်ပေါ့နော်တိုးတော်လည်းပဲမိမိပေါ်ကိုအကောင်းမြင်တဲ့စိတ်တွေနေပါစီတတ်တယ်ရှင်မြတ်ကြီးညီကိုမောင်နှမတွေရဲ့အမြင်မှားမှုထင်မှားမှု ပြက်တနာအခက်အခဲတွေလည်းကျင့်ဝတ်ဆုံးဝတ်တတ်တယ်။တတိထားပါ ဝန်ထမ်းတွေဆိုလို့ရှိရင်အထက်လူကြီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ကိတ္တောက်တွေဖြစ်ပြီးတော့အစင်မပြေမှုတွေများစွာဖြစ်ပြီးတော့ဝန်ထမ်းတွေကအလုပ်ကနေပြောင်းပြစ်ချင်တာထွက်ပြစ်ချင်တာမျိုးတွေလည်းဒီဘက်တာကာလမှာကျုံဝဆုံဝတတ်တယ်။ဝန်အိန္ဒိယထိုင်ရင်းနေနဲ့ပတ်သက်ပြီးတော့လည်းရှင်စိတ်ရှိုးရမယ်စိတ်ပင်ပန်မယ်စိတ်ညစ်နေရမယ်တဲ့နော်။ဦးတိအိန္ဒိနေရာတိတွေပြောင်းလဲကြည့်ပြီးတော့နေကျင်တာထိုင်ကျင်တာမျိုးတွေလည်းဖြစ်စီတတ်တယ်။ တဏ္ဍာတိမီယာဒီဘတာကလမှာအလုတ်ပေါ့နော်စက်တူရှယ်ယာလုပ်ငန်းတွေလည်းလုပ်ဖို့မိတ်ဆွေတွေကြုံရမယ်ဒီလိုမျိုးတွေစက်တူနဲ့ပတ်သက်တဲ့လုပ်မဲ့လုပ်ငန်းခံရတဲ့အထူးအကျိုးပေးတယ်ပေါ့နော်ဒီဘတာကလမှာတဏ္ဍာတိမီယာကအရေးကြီးတဲ့ပြောစရာစိုးစရာစောင်းစရာရှိတယ်ဆိုရင်လိန်မော်ယောင်ပါတဲ့အဝိဇ္ဇာဒါမို့လိန်ယောင်မော်ယောင်ပါတဲ့ပစ္စည်းလေးတစ်ခုစောင်းလို့သွားမယ်လာမယ်ဆိုရင်အဆင်ပြေအကျိုးပေးတဲ့ကဏ္ဍလေးက9ကဏ္ဍနဲ့6ကဏ္ဍဖြစ်တယ် ငယ်ရလူတွေနဲ့ပတ်သက်တော့အခြေမေတ္တာကြီးမှာအင်မတန်ကံကောင်းစရာကြည်နူးစရာစိတ်ချမ်းသာစရာသို့ဆိတ်ဆက်ခြင်းကြောင်းလန့်ခြင်းလက်ထထိမြမင်္ဂလာနမိတ်တွေပြောမှာအိမ်တော်ရှိတဲ့အိမ်တော်ရှင်တွေကတော့အိမ်တော်ဘက်ကြောင့်စိတ်ဒီဒီကတိကောက်လေးတွေဖြစ်စေတတ်စရာစိတ်ရှုပ်ထွေးစရာလေးတွေဖြစ်စေကျမ်းမာရေးဥကောင်းပိုင်းကိုဒုက္ခပေးတတ်တဲ့ကြောင့်အထူးပြုစိုက်ပါဒီတော့သမဏသာမီးဒီဘတာကရမမိကံကြမ္မာအထောက်ပံ့များစွာရရှိစေဖို့လို့ဆိုရင်မိမိရဲ့နေအိမ်ဖျားမှာ ဘိမုံ၅ချက်လှူဒန်းပြီးတော့လူရာစုတောင်းခြင်းအားဖြင့်ကံတရားဤထောက်ပံ့များရရှိကြပါစေ။အနေနဲ့ရကျွန်တော်မိတ်ဆွေခုနှစ်သားမိအားလုံးမင်္ဂလာပါ။ကျွန်တော်မိတ်ဆွေတွေအတွက်နေ့အပတ်စဉ်အင်္ဂါနေ့တိုင်းတပတ်စာကံညီမလေးပြောပေးပါတယ်။အင်္ဂလိပ်လို17ရက်17လပိုင်း2025 18ရက် စက်တလာပိုင်း2025အထိအင်္ဂါသားသမီးရဲ့တပတ်စာကံညမာလေးပြောမယ်အင်္ဂါသားသမီးတွေအပေါင်းလေးနဲ့အကျေပေးရှဲတော့ကဲအင်္ဂါသားသမီးတွေဒီဘက်တာကလည်းမှာအဖက်ဖက်ဖက်မှာပေါ့နော်အခွင့်ခါအခွင့်လန်းကောင်းလေးတွေကျင်းဝဆောင်တော့မိမိကိုကူညီပေးနိုင်တဲ့မိကောင်းဆွေကောင်းကြီးဆရာကောင်းတမားကောင်းတွေလည်းကျင်းဝဆောင်လာမယ်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုးချဲ့နေတာမျိုးတွေအခုမှပေါ့နော်ကိုပိုင်စီးပွားရေးတွေပြုလုပ်မဲ့ဒူတွေဆိုလို့ရှိရင်အရှိန်ဟုန်နဲ့မြင့်တင်ပြီးတော့လုပ်မယ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်အမတန်ကံကောင်းတယ် မိမိရှောက်လမ်းမဲ့လမ်းခရီးရဒီချိန်ကာလမှာပန်းမွေရရှောက်လမ်းနေရတယ်လို့ပဲအမတန်ကန်ကောင်းတဲ့အချိန်ကာလဖြစ်လို့အင်္ဂါတမီရငွေချင်းနေတဲ့ပတ်သက်ပြီးတော့လက်ရွှင်မယ်အဖိုးတန်တဲ့ရန်နာပစ္စည်းတွေရွှေတွေနော်ငွေတွေကျောက်တံပဏံများအဖိုးတန်ရန်နာပစ္စည်းအစ်စန်းတွေကအစဒီတစ်ပတ်တာကာလပြုမယ်ရရှိတော့မယ်အချိန်ကာလဖြစ်တယ် မိမိကားကြီးကဟောင်းနေတယ်ဆိုလို့ရှိရင်ကားတစ်တီနဲ့ချိန်ရင်နဲ့စိတ်ကြီးပေါ်မယ်ချိန်လိုက်ပါတဲ့เนาะကံကောင်းပြီတဲ့အချိန်ကာလဖြစ်တယ်ဝင်ဝင်ရတဲ့အဖက်ဖက်ကရရှိမဲ့အချိန်ကာလဆက်တူလုပ်ဖို့လို့ share လုပ်ဖို့လို့လုပ်ငန်းကံကနေအမတန်ကောင်းတာနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ဆက်ဆံပြောဆိုစောင့်ရွက်နေတဲ့စီးပွားရေးလုပ်နေတဲ့ပုံစံတွေဆိုအထူးအထူးအကျိုးကိုအကျိုးပေးတဲ့အချိန်ကာလဖြစ်တယ်စီးပွားရေးတိုးတက်ပြီးတော့အောင်ပွဲဆက်မဲ့ တပတ်တာကာလအတွင်းဖြစ်တဲ့ကြောင့်အင်္ဂါသရမိတွေမိမိဆုံးဖြတ်ချက်တွေကကိုပဲအောင်မြင်မှုပန်းနိုင်စီလှမ်းနေတဲ့အချိန်ကာကာလဖြစ်နေတယ်။အလုပ်ဒီမှာတော့နည်းနည်းတော့အပြိုင်ဆိုင်မနာလိုတဲ့စိတ်တွေဒီပေါ်များလာတတ်တာပေါ့နော်။ မိမိဘောကိုရန်လိုတဲ့လူတွေပြိုင်လိုတဲ့လူတွေဆိုင်လိုတဲ့လူတွေတိုက်လိုတဲ့လူခတ်လိုတဲ့ဒီဒီလိုပုံပုံတွေကတော့အရှုရှုအရှုရှုပေါ်လာစီတတ်တယ်တဲ့နော်ပြီးခီးတွေနဲ့ပတ်သက်လို့ရှင်ပြီးပြင်းပြီးပနှစ်ဌာနလုံးခီးကိစ္စတွေပေါ်မယ်နော်ပြီးပနဲ့ဆက်ဆက်ပြောဆိုလုပ်ကြနေတဲ့လုပ်ငန်းရှင်တွေအထူးအထူးအောင်မြင်မယ်စံကုန်နဲ့စီကုန်နဲ့ဒီလိုလုပ်ငန်းလုပ်နေတဲ့အင်္ဂါသားသမီးတွေဆိုအထွတ်ထိပ်ကိုရောက်ရှိစေမယ့်အချိန်ခါကာလဖြစ်တယ် အိမ်တော်ရှိတဲ့အိမ်တော်ရှင်တွေကလည်းအိမ်တွင်းလေးတွေအញ្ញိုင်းခိုက်လေးတွေရှိတယ်နော်အိမ်တော်ဘက်ကြောင့်စိတ်မြရမယ်စိတ်ပင်မမယ်နော်နောက်ဖက်အတိုင်းဝမ်းရွှေမျိုးသားချင်းတွေကြောင့်ထိခိုက်မှုတွေဆုံးရှုံးမှုတွေဖြစ်စီတတ်တယ်ငယ်ရက်လူတွေနဲ့ပတ်သက်ပြီးတော့အခြေအနေတွေနဲ့ပတ်သက်တော့စိတ်ကူရတတ်တယ်မင်္ဂလာနမိတ်တွေပြတ်သွားတတ်တယ်လို့နော်စိစက်မှုကြောင်းလန့်မှုလူကြီးတွေအစုံနေရာတွေမှာအခက်အခဲတွေကြုံရမယ်ကဲဒီတပတ်တာကလည်းမကျမ်းမာရတော့မျက်စီတို့เนาะစီတို့နဲ့ပတ်သက်တော့ကျမ်းမာရည်ညံတတ်တော့ဒရီထားပါ ကံကောင်းစီတဲ့ကဏ္ဍကြီးကတော့ခွန်ကဏ္ဍနဲ့နှစ်ကဏ္ဍဖြစ်တယ်အကျိုးပေးစီတဲ့အယောင်လေးကတော့အစိမ်းရောင်လေးဖြစ်တယ်အရေးကြီးတဲ့ပြောစရာဆိုစရာရှိရင်အစိမ်းရောင်ပါတဲ့ပစ္စည်းဒါမှမဟုတ်အစိမ်းရောင်လေးကိုပြီးတော့ပြောမယ်စုမယ်ဆိုရင်ကံကောင်းတယ်အဲ့တော့ဒီဘက်ကကလည်းကံကောင်းစီဖို့ဆိုရင်မိမိနေအိမ်ဖျားမှာကြာစံကြော်လေးလှူပြီးတော့လူလူရာစုတောင်းနိုင်ပါလေ။အနေနဲ့ရကျွန်တော်မိတ်ဆွေခုနှစ်ယောက်တာလူနေအားလုံးနေလာပါ။အပတ်စဉ်အင်္ဂါနေ့တိုင်း တပတ်စာကညမာလေးမိတ်ဆွေတို့အတွက်အမြဲတမ်းပြောပြနေတာဖြစ်ပါတယ်နော်ဘောဓုတမီရဲ့တပတ်စာကညမာလေးပြအင်္ဂလိပ်လို17ရက်17လပိုင်း2025နဲ့18ရက်17လ2025အထိရောက်ဘောဓုတမီရဲ့ကညမာလေးအကျိုးကြောင်းလေးပြောပြဘောဓုတမီရဲ့အပေါင်းလေးနှိပ်အသေးလေးပဲ share တော့ဒီဘက်ကကလည်းမှာဘောဓုတမီကတကယ့်ကိုမိတ်ကောင်းဆွေကောင်းပြီကွက်ကွာနေတဲ့ဆရာသမားတွေနဲ့လည်းပြန်လဲစုံစည်းရတတ်တယ်လို့ကွက်ကွာနေတဲ့မိတ်ဆွေအပေါင်းနေနေလည်းပြန်လဲစုံစည်းရတတ်တယ် ပြည်ပမှာရောက်နေတဲ့ရွှေမျိုးသားချင်းမိတ်ဆွေတွေရဲ့အကူအညီထောက်ပံ့နေရများစွာရရှိမယ်ပေါ့နော်။ပညာရေးကိစ္စတွေအမတန်တန်ကံကောင်းတယ်။ပညာရေးနဲ့ပတ်သက်တော့သင်တန်းကိစ္စနော်။စာမွေးကိစ္စတွေအထူးထူးကိုအမတန်ကံကောင်းစီတဲ့ကိစ္စတွေရှိတယ်။စတုမှုနဲ့ပတ်သက်ပြီးတော့လုပ်ဖို့ကင်ဖို့လုပ်ငန်းကိန်းတွေဆိုလို့ရှိရင်အခက်အခဲတွေကျင်းဝတဲ့။အရေးကြီးတဲ့စာရွက်စာတမ်းတွေချုပ်ဆိုရမယ့်အချိန်ကာကာလဖြစ်တယ်။ဒီဘက်ကကလည်းမှာဗိုလ်ဒုသမီးရမိပိုင်ဆိုင်တဲ့မိနေရာထိုင်ခြင်းနေရောင်းဖို့ဝယ်ဖို့ကိစ္စတွေပေါ်ပေါက်လာမယ် ပြိပတ္တကာလမှာပြိပခီးဒီအမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ်ဝိညာဉ်နဲ့ဆိုလို့ရှိရင်အထက်လူကြီးရဲ့ချီးမြှင့်ခြင်းမားစာခြင်းစောင့်ရှောက်ခြင်းတွေကြောင့်ရာထူးတိုးပြီးတော့အပြောင်းလဲအပြောင်းရွှေ့တွေလည်းကျုံရမဆုံးမိမိနေအိမ်ကိုပေါ့နော်ဘာသာရေးနဲ့ပတ်သက်တော့ပုံကူတွေရောက်လာပြီဆိုလို့ရှိရင် အမတန်ကံကောင်းတော့နမိတ်တယ်နော်ဘာသာရေးနဲ့ပတ်သက်တဲ့ဘိုးတော်လို့မဲတော်လို့နော်အာယဟန်တန်ကနော်သူတော်စင်ပေါ့နော် လူသူတော်စင်ဒီလိုပုံပုံမျိုးတွေမိမိအိမ်ကိုကြွလာပြီဆိုလို့ရှိရင် မိမိစီးပွားရေးတွေအထူးအထူးကိုကံကောင်းစေမဲ့မင်္ဂလာနမိတ်ဖြစ်တယ်ပြေနော်မိမိပတ်ဝန်းကျင်မိမိရွှေမျိုးသားချင်းတွေမှာလဲမင်္ဂလာနမိတ်တွေနဲ့ဂျုံဝဆုံရတော့မှာနော်ဒီလိုနမိတ်တွေဂျုံမဲ့ဆုံမဲ့ဆိုရင်ထီတွေထိုးလိုက်ပါတဲ့နော်ထီစုကြီးတွေပေါက်အောက်လငယ်သားတွေအိဆာတွေကြောင့်တော့စိတ်ညစ်စရာစိတ်ပင်ပန်းစရာစိတ်ရှုပ်ထွေးစရာတွေအချိန်ချင်းဂျုံဝတတ်တယ်နော်စိတ်ဖိစီးရတဲ့တတိထား လက်စစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ပျက်စီးနေတာအယူယွင်းနေတာတွေတတိထားပါเนาะအလုပ်ကိန်းကြီးတွေလုပ်တဲ့အခါလေးမှာတော့စံသားလေးတွေမစောဝင်နဲ့ဆရာကောင်းသမားကောင်းတွေနဲ့တရားတိုင်မြှင့်တော့ပြီးတော့ခယူဆိုင်ဖို့လွယ်ကျမကြီးလေတို့လေအောင်လေးတွေကျမကြီးလေးတွေခယူဆိုင်ပြပါလို့ပြောခြင်းပဲเนาะဆိုင်ငယ်ကိစ္စမြေကိစ္စဖုံးကိစ္စဒီလိုကိစ္စလေးတွေနဲ့ပတ်သက်เนาะစိတ်ရှိရမယ်စိတ်ပင်မှန်မယ်တဲ့เนาะအိမ်အောင်ရှိတဲ့အိမ်အောင်ရှင်နေ ိမ်တော်ရင်းလေးတွေအဆင်မပြေဖြစ်တတ်တယ်။မယ်ရလူတွေနဲ့ပတ်သက်တော့မေတ္တာရဲ့ချီးတွေနဲ့အမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ်။အကျိုးပေးနေတဲ့ကဏ္ဍလေးက၅ကဏ္ဍနဲ့၄ကဏ္ဍ။ကံကောင်းစီတဲ့အယောင်လေးကနီးညူယောင်လေးဖြစ်တယ်။အရေးကြီးတဲ့ပြောစရာဆိုစရာဆောင်ရွက်တဲ့ရှင်နီးညူယောင်ပါတဲ့အဝိဇ္ဇာဒါမို့အဲ့ဒီလိုဖြစ်စည်းလေးတခုစောင်းပြီးတော့သွားမယ်လာမယ်ဆိုရင်ထုကံကောင်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နှလုံးနဲ့ပတ်သက်တာဒူးနဲ့ပတ်သက်တာလေးအထူးတည်းညံ့တတ်တဲ့ခရုစိုက်ပါ။ ရေရရနေနေပြောမိမိနေအိမ်ဖျားမှာကြောက်ကြောခုနှစ်ခုလှူဒန်းပြီးလူရာစုတောင်းခြင်းအဖြစ်ကံတရားထောက်ပံ့များရရှိပါမယ်။ကဲမင်္ဂလာပါကျွန်တော်မိတ်ဆွေခုနှစ်သားမိတွေပေါ့နော်အပတ်စဉ်အင်္ဂါနေ့တိုင်းတပတ်စာခုနှစ်သားမိရဲ့ကံကြမ္မာလေးပြောပြမယ်။ကြာပြီသားမိတွေရဲ့ကံကြမ္မာလေးပြောပြမယ်။အင်္ဂလိပ်လို17ရက်17လ2025ရက်18ရက်17လ2025ဒီကြာပြီသားမိရဲ့ကံကြမ္မာလေးပြောပြပါမယ်။ ဇန်နဝါရီလသမီးတွေဒီဘက်တာကာလမှာကံမြရဲ့အထောက်ပံ့လေးတွေကြောင့်အဖက်ဖက်ကငံကောင်းခြင်းမင်းလာအဖျက်ပြားလေးတွေရရှိမယ်ဒီဘက်တာကာလမှာဇာရာရဝီသမီးတွေပြည်ပနဲ့ပတ်သက်တော့ဆက်ဆက်တော့သွားခြင်းလာခြင်းပြည်ပခီးစဉ်တွေအမတန်ကံကောင်းတဲ့အချိန်ခါကာလဖြစ်တယ်နေရာတစ်ဒေတာတစ်အလုတ်တစ်အခိုင်တစ်တွေလည်းပြုလုပ်ဆောင်ရွက်ဖို့ကျင့်ဝတ်မယ်ဆုံးဝမယ်အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ဆရာတွေရှိတယ်ဆိုလို့ရှိရင်မိကောင်းဖီကောင်းဆရာကောင်းတမားကောင်းနေတဲ့တရားတိုင်ပင်နှိမ့်တော့ပြီးတော့ဆောင်ရွက်စီကျင်တယ် ဒီဘက်တန်ကလည်းမှာဂျာရပီသားသမီးတွေပေါ့နော်မိမိပေါ်ကိုပြိုင်လို့တဲ့လူတွေဆိုင်လို့တဲ့လူတွေမနာလို့မုန်းထားတဲ့လူတွေများစွာများစွာပေါ်ထွက်လာတဲ့ကြောင်းအထူးတလဲဒီဆိုင်လိုချင်လိုအပ်တယ်ပေါ့နော်မိမိနဲ့ကွဲကွာနေတဲ့မိတ်ဆွေတွေနော်ဆရာသမားတွေနဲ့လည်းပြန်လဲပြီးတော့ဆက်တွေတွေရပြီးတော့အခုကြီးထောက်ပံ့ကောင်းနေလဲရချိမဲ့အချိန်ကာလဖြစ်တယ်ငွေကြေးတွေရတော့ဝင်နှများတွေပြန်လဲထွက်တာများတယ်နော်ငွေကြေးတွေနဲ့ပတ်သက်တော့ ငွေကြေးတွေနဲ့ပတ်ပြီးတော့အလိညာအခက်ခဲတွေလည်းကျင်ဝတ်တယ်နော်လိညာချင်းတွေခံတတ်တယ်ပညာရေးတွေနဲ့ပတ်သက်ပြီးတော့အထူးအခွင့်အလမ်းကောင်းတွေကျင်ဝတ်မယ်ဆုံးရမယ်မိမိရဲ့ပေါ့နော်တားတွေတမီးတွေကြောင့်စိတ်ပူစရာစိတ်ပင်ပန်းစရာစိတ်ရှုပ်ထွေးစရာတွေလည်းကျင်ဝတ်တတ်တယ်ဆုံးရတတ်တယ်အကြွေကြာရီတားသမီးတွေကမိမိကပေါ့နော်ရည်ထွက်ကုန်လေတို့เนาะတတိဝလနဲ့ရောင်းဝယ်ဖောက်ခါနေတဲ့ဒူးတွေဆိုလို့ရှိရင်ဒီတစ်ပတ်တာကာလဒီမှာထူးထူးခြားခြားလုပ်ငန်းတွေတိုးချဲ့နိုင်မယ်အလုပ်တိုင်းတွေအမတန်ကံကောင်းမယ် မိမိအိမ်ကိုလဲပေါ့နော်တကူတွေခိုးခံတတ်တယ်ပစ္စည်းတွေပျောက်ကားရှာတာအဖိုးအတန်နဲ့ယေဒနာပစ္စည်းတွေလည်းဆုံးရှုံးထိခိုက်တာမျိုးတွေကျင်ဝတ်တတ်တယ်ဆုံးဝတ်တတ်တယ်ဆက်သူနဲ့ပတ်သက်ပြီးတော့ share လုပ်ဖို့လို့လုပ်ငန်းကံကံတွေအခွင့်အလမ်းတွေပေါ်မယ်ဒီလိုလုပ်ငန်းတွေဆိုလို့ရှိရင်အထူးတလည်းအောင်မြင် ဖြစ်ထွန်းစေမယ့်အချိန်ခါကာလဖြစ်ပါလေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခါနဲ့ပတ်သက်တော့ကျမ်းမာရေးတွေအထူးညံ့တတ်တော့တတိထားဖို့လိုအပ်တယ် ိမ်တော်ရှိတဲ့အိမ်တော်ရှင်တွေနဲ့ပတ်သက်တော့စိတ်ညစ်စရာစိတ်ရှုပ်ထွေးစရာလေးတွေကြော်မယ်။ငယ်ရွယ်လူတွေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့ခွဲခွာတာမျိုးတွေနော်အဆက်အသွယ်ဖြတ်သွားတာလို့မိမိရဲ့ချစ်သူကမိမိနဲ့လက်ခတ်တဲ့လက်ထပ်ခံပြီးမှတခြားတယောက်နဲ့ဖောက်ပြန်သွားတာမျိုးတွေလည်းကြုံရတတ်တယ်၊စွန့်ရတတ်တယ်။အရေးကြီးတဲ့အိစားလေးပြောစရာစိုးစရာစောစရာရှိအနေရောက်ပါတဲ့ပစ္စည်းတမောအနေရောက်ပါတဲ့အဝတ်စားလေးဝတ်ပြီးတော့ဆောင်ရွက်မယ်ဆိုရင်အထူးအောင်မြင်မယ်အချိုးပေးစီတဲ့ကဏ္ဍကြီးက၃ကဏ္ဍ၄ကဏ္ဍဖြစ်တယ် ီဘက်တာကလည်းလို့မှာပေါ့နော်အစိုးညံဒီဒီပြင်ပြပြကံကောင်းခြင်းမင်္ဂလာအဖျားဖျားလေးတွေရရှိစေဖို့လို့ဆိုရင်မိမိရဲ့နေအိမ်ပြန်မှာတစ်တီးကိုမျိုးလှူဒန်းပြီးလူရစုတောင်းနိုင်ပါလေဂျာဗီတာမီအားလုံးကံကောင်းခြင်းတွေပိုင်ဆိုင်ပါသေးလို့ဆရာကဆုတောင်းမိပါတယ်မင်္ဂလာပါအပတ်စဉ်အင်္ဂါနေ့တိုင်းတပတ်စာကံကြမ္မာလေးမိတ်ဆွေတို့အတွက်အမြဲတမ်းပြောပြပါတယ်ကဲတောက်ကြတာမိဒီအပေါင်းလေးနှိမ့်တဲပြီးရှယ်တော့ပါအင်္ဂလိပ်လို17ရက်17လ2025နေ့17ရက် 18ရက်7လ2025ဒီတောက်ကြတာသမီးရဲ့တပတ်စာကံညမာလေးပြောပြမယ်။ကဲတောက်ကြတာသမီးဒီအပေါင်းလေးနှစ်တည်းပြီးရှင်းတော့။ကဲတောက်ကြတာသမီးရဲ့ဒီဘက်တာကာလအတူမှာရန်လေးတွေမြားတက်တယ်အနောက်ရက်လေးတွေမြားတက်တယ်။အယောင်ဝါရီနဲ့ပတ်သက်အဝယ်မှာเนาะအယောင်မှာတွေတည်ထားဖို့လိုအပ်တယ်။မိမိနေရာထိုင်ရင်အိမ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပူပန်တာစိုးရင်ရတာတွေကျင့်ဝတ်တက်တယ်စောတယ် မိသားစုအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့ရှင်မျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ညစ်ပင်ပန်းလာစိတ်ရှုပ်ထွေးရတာဖြစ်တယ်လို့စိတ်ဝမ်းနေလဲကွဲတက်တယ်တဘောသားတွေကွဲလွဲတက်တယ်တဲ့နော်ပညာရေးနဲ့ပတ်သက်တော့သင်တန်းကိစ္စတွေကလည်းမတင်မကြတွေဖြစ်တတ်တယ်ဒီပညာရေးတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေကြုံရတဲ့ဆုံးဝပြီးတော့မှပညာရေးသင်တန်းတွေတွားရတာဒီကြုံရအလုတ်အကိုင်နေလုံနေတဲ့နေရာမှာလည်းအပြိုင်ဆိုင်လေးတွေများနေတယ်ငွေကြီးတွေနဲ့ပတ်သက်ဆုံးရှုံးရင်းနစ်နာခြင်းတဲ့နော် ထိကြိုက်ချင်းနေကြုံရမယ်အလုတ်ဒီကျိုးသားလုတ်ကြိုင်တော့လေဒီတပတ်တာကမှအကျွေးမြေတွေပါပြိနေတတ်တယ်နော်ရုံရင်ကန့်ရင်းနဲ့လှုပ်ရှားရင်းနဲ့ကိုပဲငွေကြီးတွေအတွက်ပူပန်တာစိုးရဲတာများတယ်ဒီဘက်တာကလည်းမှပစ္စည်းတွေနဲ့ပတ်သက်တော့ပျောက်တာရှတာအဖိုးတန်နဲ့ရေနာပစ္စည်းတွေလည်းဆုံရှုံတတ်တယ်ပေါ့နော်ဒီဘက်တာကလည်းမှမိမိကကားတွေနဲ့ပတ်သက်ပြီးတော့မောင်းတဲ့ပုံစံတွေဆိုလို့ရှိရင်အထူးပြုဆိုင်ဖို့ရတယ်နော်ကားနဲ့ပတ်သက်ပြီးတော့ပေါ့နော် အစိတအနေငယ်ဖြစ်စီတတ်တဲ့အချိန်ခါကာလဖြစ်တယ်။အောက်လငယ်သားတွေနဲ့ပတ်သက်ပြီးတော့ပြဿနာတွေကျင်းဝမယ်။အောက်လငယ်သားတွေကြောင့်စိတ်ကူရမယ်၊စိတ်ညစ်ရမယ်။ဒီတစ်ပတ်တကလည်းမှာပေါ့နော်။ကျမ်းမာရေးညံ့နေတဲ့ဒူတွေဆိုလို့ရှိရင်တော့ကျမ်းမာရေးတွေကပြန်လဲကောင်းမွန်တဲ့အချိန်ခါကာလဖြစ်တယ်နော်။မိမိစည်းဝါးတွေတုံးဆွဲနေ၊စည်းတွေတောက်နေတဲ့နော်။ဆရာကောင်းတမားကောင်းတွေတွေ့ပြီးတော့ကျမ်းမာရေးတွေအထူးတလဲပြန်လဲကောင်းမွန်တယ်။စည်းဝါးတွေကစူးစမ်းလှုပ်ဆောင်မယ်မှာဒီပတ်တကလည်းမှာအခက်အခဲတွေကျင်းဝတယ်။ စီးပြရင်ရထမော်တော်ကားတွေနဲ့ပတ်သက်ပြီးတော့လေငွေကြီးတွေကုန်ပေါက်တွေများလာတယ်เนาะစက်တီမကြာခဏပြူရွံ့တာပျက်စီးတာဆုံးရှုံးတာမျိုးတွေကြုံမယ်ဒီတစ်ပတ်တာကားလည်းလုံးမှာပေါ့เนาะစီးပွားရေးလုပ်တဲ့အခါမှာအထူးတလဲ view site ဖို့လို့တယ်မိမိပိုင်ဆိုင်သောပစ္စည်းတွေရောင်းရခြင်းပောင်းရခြင်းတဲ့เนาะတောက်ကြတဲ့မြေတတိထပါအိမ်အောင်ရှိတဲ့အိမ်အောင်အိမ်အောင်ရှင်တွေအိမ်ရင်းတွေအထူးမြတ်ပါတယ်เนาะအိမ်အောင်ရေးတွေညံ့နေပြောအိမ်အောင်ဘက်နဲ့ပတ်တူတတ်နိုင်ကုန် တတိထားပြောဆိုဆက်ဆံဖို့လိုတယ်အိမ်တော်ဘက်အမြင်မှားမှုတွေကျင်ဝတ်တတ်တယ်စွန့်ဝတ်တတ်တယ်ငယ်ရလူတွေနဲ့ပတ်သက်တော့မေတ္တာရဲ့အခြေအနေတွေအခက်အခဲတွေကျင်ဝတ်တတ်တယ်စွန့်တယ်ဂျာနောက်ဆက်တွေပေါ်ပြီးတော့မိမိတို့ချစ်သူနှိုးလမ်းခွဲရတာမျိုးတွေကျင်ဝတ်တတ်တယ်ကံကောင်းစီတဲ့ခဏန်းလေးရတော့နှစ်ခဏန်းနဲ့6ခဏန်းဖြစ်တယ်ကံကောင်းစီတဲ့ရောင်ကအပြာရောင်အရေးကြီးတဲ့ကိစ္စတွေပြောစရာစိုးစရာမိမိနဲ့နေဖျားမှာဒီတပတ်တာ ကာလမှာနှင်းစီခုနှစ်ပွဲလှူဆူတော့ကျွန်တော်မိတ်ဆွေခုနှစ်သားမိအားလုံးနေပါပါ အပတ်စဉ်အင်္ဂါနေ့တိုင်းခုနှစ်တန်းမြေတပတ်စာကန်ဒီမာလေးအမြဲတမ်းပြောအင်္ဂလိပ်လို17ရက်17လ2025နေပြီးတော့18ရက်17လ2025အထိစနေသားသမီးတွေရဲ့တပတ်စာကန်ဒီမာလေးပြောပြီးတော့စနေသားသမီးတွေအပေါင်းလေးနှိပ်အသေးပေး share တော့ပါအောင်ကဲစနေသားသမီးတွေကတော့ဒီတပတ်တာကာလဒီမှာကန်ဒီယာရဲ့မျက်နှာတာပေးခြင်းတွေဂျင်းဝဆုံးသွားမယ်စီပွားရေးစားလေးတွေထူးထူးခြားခြားအောင်မြင်မယ်တိုးပွားမယ်တိုးတက်မယ် နေရတဲ့ဒေတာတစ်တွေလည်းပြောင်းလဲခြင်းပြောင်းရွှေ့ခြင်းတွေကျင်းပါမယ်။အထက်လူကြီးကြီးခဲ့တဲ့လူတွေရဲ့အကူအညီရင်းဖိမှခြင်းတွေကြောင့်ရှားဒူးဌာနအပြောင်းလဲအပြောင်းရွှေ့တွေမြင်တွေ့ရတယ်ပေါ့နော်။အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်တဲ့အခါမှာမိကောင်းဆွေကောင်းဆရာသမားကောင်းတွေနဲ့တိုင်ပင်နှီးနှောဖို့လိုအပ်တယ်။ဒီဘက်ကကလည်းမအိုးအိမ်နေရာထိုင်ရင်အဆောက်အဦတွေပြုတ်ပြင်နေတာမွန်းမှန်နေတဲ့ကိစ္စမျိုးတွေလည်းအမှန်တန်ကန်ကောင်းတယ် ဝင်နှင်းဆိုလို့ရှိရင်အမတန်ကန်ကောင်းတဲ့အချိန်ခါကာလဖြစ်တော့ပေါ့နော်။ဒီကဲတူတဲ့ကုညီချင်းချင်းမြင့်ချင်းမဆာချင်းစောင့်ရှောက်ချင်းတွေဆရာသမားတွေရဲ့ပတ်မိုးကုညီမှုတွေအမြောက်များရရှိမယ်။ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်တွေဆိုလို့ရှိရင်အတိတ်တစ်ဖက်နေပြန်ပြီးတော့ပြုလုပ်ချင်းတယ်။စီးပွားရေးတွေတိုးချဲ့ချင်တာမျိုးတွေအလုပ်တွေတည်ထပ်ပြီးတော့ချဲ့ထွေနေတာမျိုးတွေကျင်ဝါဆုံရမယ်ပေါ့နော်။ ရဲဝဲမှာရှိတဲ့ရွှေမျိုးသားချင်းညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ရှိရမယ်စိတ်ပင်ပန်းရမယ်မွေးကြီးတွေနဲ့ပတ်သက်ပြီးတော့ရရရှိတဲ့အိစာမျိုးတွေဒီဘက်တာကလာမှာထူးထူးခြားခြားပြန်လဲပြီးတော့ရရှိမိမိရွှေမျိုးသားချင်းတွေကမိမိဘော်ကိုအမြင်မှားမှုအထင်မှားမှုဂျုံဝဆုံဝတတ်တယ်ပေါ့နော် ြည်တွင်းပြည်ပနဲ့ပတ်သက်တော့ခီးကိစ္စတွေအမတန်ကံကောင်းတဲ့အချိန်ကာကာလဖြစ်တယ်ဒီတစ်ပတ်တာကာလမှာမယီဝဲနဲ့ကိုလုပ်ငန်းကံကံတွေကအစ်စ်တစ်ပတ်နေပြုတ်လောက်တာလုပ်ငန်းတွေထပ်ပြီးတော့ထွင်တာချဲထွင်တာเนาะလုပ်ငန်းတွေအထူးအထူးကိုအောင်မြင်မဲ့အချိန်ကာကာလဖြစ်တယ်ဒီတစ်ပတ်တာကာလမှာအချိုးပေးစီတဲ့ကဏ္ဍလေးက6ကဏ္ဍနဲ့3ကဏ္ဍဖြစ်တယ် အိမ်အောင်ရှိတဲ့အိမ်အောင်ရှင်နေအိမ်အောင်ရင်းနေနဲ့ပတ်သက်ပြီးတော့တစ်မြတ်မဲ့အိမ်အောင်ပတ်နဲ့အကူကြီးပတ်မှုမျိုးအများကြီးဖြစ်မယ်ငယ်ရလူတွေနဲ့ပတ်သက်ပြီးတော့မေတ္တာရဲ့အခြေအနေအမှန်တန်ကောင်းပြီးတော့လက်ထပ်ထိမ်းမြမင်္ဂလာအချိန်ခါကာလမျိုးတွေကျုံဝဆုံရတော့မယ်ပေါ့။ကျမ်းမာရေးနဲ့ပတ်သက်တာတွေစေးမားတာမျိုးတွေအစာမားတာအစာစိတ်တင်တာမျိုးတွေအထူးကယူဆိုင်ဖို့လိုတယ်။ဒီဘတ်တာကာလမှာစနေသားသမီးတွေကမိမိရဲ့ကန့်ကျင်မှာကန့်အထောက်ပံ့များကောင်းစွာရရှိသူကိုစီးပွားတိုးတက် အလုတ်ကိုင်ကြီးအောင်မြင်ဖြစ်ထွန်းဖို့ဆိုလို့ဆိုလို့ရှိရင်တကိုးကြီးဖျားတဲ့စုရဲ့မမီရဲ့မွေးနံတော်မှာစက်ကုနဲ့ပြုတ်လုထားတဲ့ထီဆယ်လက်လှူဒန်းပြီးတော့မိမိအလိုရှိရာအလေးနဲ့ထားစုတောင်းခြင်းအဖြစ်ကံအထောက်